ဖះရှိခိုးပြီဆိုလို့ချင်းကိုနှစ်ဖူးကကြမ်းမော်တိုက်နေတာ ဖြစ်ပေမဲ့လို့ဖះရရဲ့ခြေပမိုးပေါ်မှာငါဥတိုက်နေရတယ်လို့ဆိုပြီးတော့စိတ်แท้ကရှင်မှန်းပြီးတော့အဲ့လိုရှိခိုးမယ်ဆိုရင် ကောသလမင်းကြီးရှိခိုးလို့ရတဲ့ကုသိုလ်မျိုးကိုယ်မှလည်းရ။ဘာဖြစ်လို့ဒီလိုပြောရလဲလို့ဆိုရင်စိတ်ဟာจิตနှုမှု ဖြစ်လာမယ်ပြိနိဗ္ဗာန်သံမိတာဖရာပဲဖြစ်စေတတ်တော်ထေရဆရာရှင်မှာပဲဖြစ်စေတိဋ္ဌံတေနိဗ္ဗုတေစေဝတမေစိတ်တေတမံဖလံဆိုတဲ့စကားရှိတယ်တတ်တော်ထေရမြတ်စွာဘုရားကိုရှ िख ိုးတာပဲဖြစ်စေပြိနိဗ္ဗာန်သံမိမြတ်စွာဘုရားကိုရှ िख ိုးတာပဲဖြစ်စေ စိတ်တချင်းတူညီစွာထားပြီးတော့ရှ िख ိုးနိုင်လို့ရှိရင်တမေစိတ်တွေတမန်ဖလန်စိတ်တူလို့ရှိရင်အကျိုးတရားလည်းတူတယ်လို့ဒီလိုဟောထားရှိနော်ဒါကြောင့်မလို့ကောသလမင်းကြီးဖျားရှ िख ိုးသလိုဖျားရုပ်ွားတော့ပဲဖြစ်စေသို့မဟုတ်စိတ်နဲ့မှန်း၍ဖြစ်စေဖျားကိုဥချပြီဆိုတဲ့အခါမှာဖျားရဲ့ခြေတော့ကိုနှစ်ဖူးနဲ့တိုက်ပြီးဥချရတယ်လို့စိတ်ထဲမှာအာယုံယူပြီးတော့ဥချတဲ့နဲ့ပေါ့ ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့ဥချလိုက်ရလို့ရှင်စိတ်ထဲမှာ ဖြစ်ရတဲ့တရားစွမ်းအားတွေဟာအတ္တမကြီးမှာအတ္တမကြီးမှာလို့မိမိတဏ္ဍာမှာ ဖြစ်လိုက်တဲ့ကုသိုလ်ရဲ့အရှိန်အဝါဟာလဲအတ္တမအစွမ်းထက်တယ်လို့ဒီလိုပြော